နတ်သမီးပူဇော်ပွဲရဲ့ရှေးဟောင်းပုံပြင်ဒဏ္ဍာရီတစ်ခုအရတင်ခိုးနတ်သမီးတစ်ပါးရှိပါတယ်မြန်မာတို့ကျေးဇူးရှင်နတ်သမီးတစ်ပါးဖြစ်ပါတယ်နတ်သမီးကလေယာစိုက်ပျိုးရေးနဲ့မိုးကောင်းကင်ကိုအုပ်စိုးတယ်လို့ယုံကြည်ကြပြီးသူမရဲ့ကျေးဇူးကြောင့်မိုးများများရွာကတီးနှံပေါင်းများဖြစ်ထွန်းလာကြပါတယ်တနှစ်တွင်တစ်ကြိမ်မိုးဥကျကာလ၌ကြေးရွာသူကြေးရွာသားများကတင်ခိုးနတ်သမီးအားပူဇော်ပွဲကြီးပြုလုပ်ကြပါတယ်ဒီပွဲတွေလေသမားများကစံစဘာတစ်တီမျိုးစုံတွေနဲ့ဘန်းတွေနဲ့ကန်တော့ပြီးနတ်သမီးကပြခြင်းရွာသားတွေရဲ့ရိုးရာကအစိုးရဖြင့်ပျော်ရွှင်စွာကျင်းပကြပါတယ် ဒီပွဲကနတ်သမီးကိုနှစ်သက်စေရန်ရွှေရောင်နှင့်ငွေရောင်ဝတ်စုံများဝတ်ဆင်ကပျော်ပွဲရှင်ပွဲများပြုလုပ်ကြသည်ပူဇော်ပွဲပြီးလျှင်မိုးကောင်းစွာရွာပြီးလေယာဉ်များစိမ့်လန်းလာပါတယ်လို့ရှေးလူကြီးများယုံကြည်ကြပါတယ်နတ်သမီးပူဇော်ပွဲရဲ့အတိတ်ပဲသဘာဝနဲ့လူသားတို့ရဲ့တဟဇာတာဖြစ်မှုကိုကိုးစားပြုခြင်းကျေးဇူးတင်မှုရိုတေလေးစားမှုကိုဖော်ပြခြင်းရိုးရရင်ကျေးမှုနဲ့ဒဏ္ဍာရီများကိုမျိုးဆက်သစ်များသို့လက်ဆင့်ကမ်းခြင်းထို့ကြောင့်နတ်သမီးပူဇော်ပွဲများကိုမြန်မာတို့ရဲ့စီးလုံးညီညွတ်မှုနဲ့သဘာဝကိုလေးစားသောဒလေးထုံးတန်းတစ်ရက်အဖြစ်ယနေ့တိုင်တည်ရှိနေစေဖြစ်ပါတယ် ဒီပုံပြင်ကဘလို့ထင်ပါတာလဲတကယ်ကောဟုတ်ရဲ့လားလူတချို့တော့ထင်ပါလိမ့်မယ်ဒီပုံပြင်စကားပုံရှိပါတယ်ဒီပုံပြင်ကိုကြိုက်မဲ့လူရှိရဲ့လားရှိရင်တလို့ရေးထားလိုက်ပါမရှိဘူးဆိုရင်နှစ်လို့ရေးထားလို့ရပါတယ်ဗျာဒီပုံပြင်ကအကျိုးရှိမယ်လို့ထင်ပါတယ်